ါလည်းပဲဟိုဒီလိုမျိုးပေါ့နော်အိမ်ကြကြလေးနဲ့ငါဖះအဲ့လိုပင့်ခွင့်ရရင်တကောင်းပါပဲလို့အဲအဲ့ချိန်တော့ပြောခဲ့တဲ့ဥစ္စာပေါ့ကိုကကိုစိတ်ထက်ဟိုတောင်းတလိုက်တဲ့အရာလေးကအဲနှစ်လကြော်ကြော်လောက်မှာပဲညီမ အဲစာပြီးအိမ်ဝင်ပြည့်အဲအိမ်အိမ်ဟိုမှအဲ့ထက်ပြီးတော့ညီမတဆင်ထက်တိုးပြီးတော့မှညီမဒီဖီးယားတွေပြင်ဝင်ရတာပေါ့နော်ညီမဆိုလို့ရှိရင်လူငယ်ဖြစ်တဲ့အတွက်အာညီမဆိုပိုဆိုးတာပေါ့နော်ဟိုဒေါသလည်းရှိရမောဟလည်းရှိရလောဘလည်းရှိရလို့ညီမပြောတယ်ညီမအကုန်ရှိရဒါပေမဲ့ညီမကဘာလဲဆိုတော့ကိုကြောင့်သူများကြိုးစီးပွားမပြတ်ဘူးနောက်တစ်ခုကကိုဖျားပင်းတဲ့အရာဒီဟိုခုနှစ်သားသမီးကိုဖူးနိုင်အောင်လို့တချို့ဆိုလို့ရှိရင်ဖျားမဖူးရဘဲနဲ့ဟိုတည်ဆုံးသွားရတဲ့ပုံမျိုးပေါ့နော်ညီမရဲ့ လုံးဝအမဲမပြတ်လုပ်တဲ့အရာတစ်ခုရှိတယ်ညီမကဖះချင်မှာပန်းနွမ်းလို့မြင်တယ်ညီမပန်းအညိုးမခံဘူးနောက်ဒီတတော်ရည်ဆိုလို့ရှိရင်တနည်းတော့၃ခေါက်အဲအဲ့လိုမျိုးလဲတယ်အဲအဲ့လိုမျိုးလေးညီမလုပ်တယ်ပေါ့နော်ညီမစွန်းမပြတ်ဘူးအခုဒါမဟာတတာရဖះရောတော့ဒီဒါဒုတိယအကြိမ်ပေါ့နော်အဲညီမရဲ့နေအိမ်မှာပြန်ပြီးတော့ထပ်ပြီးပြန်ဆောင်တာပါရှင်ဟုတ် အဓိကတော့ဖျားပင့်တာဟိုညီမဒီဖျားတွေပင့်တာကကြတော့ရွှေရှင်းပါတယ်ညီမဟိုရှေ့ဒီမှာလည်းပြောပို့တလို့ပဲညီမက ဟိုတိတ်ပြီးတော့ဟိုဖျားစာရေးတိတ်မရဘူးသို့တော့ညီမဒီဟိုဥမာပေါ့စင်မီးလှူတာပန်းလှူတာရေချမ်းလှူတာအပြင်ကိုညီမဒီဖျားဝယ်ဝယ်ဆက်လုပ်ရတာကိုသဘောကျတယ်နောက်တစ်ခုကကြတော့ညီမခုနှစ်ရသားသမီးပေါ့နော်ခုနှစ်ရသားသမီးအဲ့လိုဟိုဖူးဖို့အတွက်ဖိတ်ပေးတယ်ခုနှစ်ရသားသမီးဖူးနိုင်အောင်ညီသူမဆိုဘသူဘလိုပဲအချိန်နေမုံဆိုလာဖူးနိုင်အောင်လို့ညီမဆီစင်းတယ်ဟာအဲ့အတွက်လာဖူးတော့ညီမပီတိဖြစ်တယ်အဓိကကတော့ညီမအဲ့ဒါပါဟိုတချို့ညီမလည်းတစ်ချိန်တော့ဟိုဖျားဖူးဆိုတာဟိုနားမလဲခဲ့ဘူးပေါ့နော်ဒါပေမဲ့ညီမအတိ အမတယောက်အိမ်မှာပထမဦးဆုံးသွားဖူးတယ်အဲဖူးတဲ့အချိန်မှာညီမအဓိဋ္ဌာန်လေးလုပ်တယ်ဟိုအဲ့ချိန်တော့အကြတာပေါ့အဓိဋ္ဌာန်ဆိုတာအကြပေါ့နော်ငါလည်းပဲဟိုဒီလိုမျိုးပေါ့နော်အိမ်ကြကြလေးနဲ့ငါဖျားအဲ့လိုပင့်ခွင့်ရရင်တက်ကောင်းမှာပဲလို့အဲအဲ့ချိန်တော့ပြောခဲ့တဲ့ဥစ္စာပေါ့ကိုကကိုစိတ်ထက်ဟိုတောင်းတလိုက်တဲ့အရာလေးကအဲနှစ်လကြော်ကြော်လောက်မှာပဲညီမအဲစာပြီးအိမ်ဝယ်ပြစ်အဲအိမ်အိမ်ဟိုမှာအဲ့ထက်ပြီးတော့ညီမတဆင့်ထက်တိုးပြီးတော့မှညီမဒီဖျားတွေပင့်ခွင့်ရတာပေါ့နော်ဟုတ် ရှုံနေမှရှုံနေ။ကန်ကန်ကြီးအကျိုးဘယ်လိုယုံနာလဲဆိုတော့ဟိုညမကြတော့ဟိုပေါ့နော်အရင်ဟိုအားဆိုင်ပြီးတော့ဟိုတစ်ချိန်လုံးပတိစိတ်တရားထိုင်နေရမှာမဟုတ်ဘူး။ညမဆိုလို့ရှိရင်လူငယ်ဖြစ်တဲ့အတွက်အာညမဆိုပိုဆိုးတာပေါ့နော်။ဟိုဒေါသလည်းရှိရမောဟလည်းရှိရလောဘလည်းရှိရလို့ညမပြောတယ်။ညမအကုန်ရှိရ။ဒါပေမဲ့ညမကဘာလဲဆိုတော့ကိုကြောင်သူများကြိုးစီပါမပြတ်ဘူး။ နောက်တစ်ခုကကိုဖျားပင်းတဲ့အရာဒီဟိုခုနှစ်သားသမီးကိုဖူးနိုင်အောင်လို့တချို့ဆိုရှင်ဖျားမဖူးရပဲနဲ့ဟိုတည်ဆုံးသွားရတဲ့ပုံမျိုးပေါ့နော်ကိုကကြောက်ဖျားဖူးစီခြင်းနဲ့နောက်တစ်ခုကကြတော့ဟိုညီမကအဲ့လိုညီမရတဲ့အရာပေါ့ညီမညီမအဲ့လိုပေါ့ဒီနေ့ညီမရလာပြီဥမာပတ်စံဝင်ဝင်ရလာပြီဆိုတော့ညီမဖျားရင်ကတ်တယ်ပြီးွားရင်ညီမကအာညီမဖုံဖုံကိုညီမလှူတယ် အဲပြီးွားရီဆိုလို့ရှိရင်ညီမဖျားဝေယဝိစရည်အတွက်ကိုအရင်ဝယ်တယ်အဲပြီးွားရီဆိုလို့ရှိလို့ရှိရင်ညီမအလူတန်းပေါ့အဲတခြားပေါ့နော်ဟိုအိမ်ရလူတွေပဲဖြစ်ဖြစ်အအပြင်ရလူတွေပဲဖြစ်ဖြစ်ညီမဟိုဟို lucky money ဆိုတဲ့အနေနဲ့ပေးတယ်ပြီးွားတော့မှညီမအိမ်လူတာဝယ်တယ်ပြီးရင်ကလေးကျောင်းအဲအဲ့လိုမျိုးပေါ့ညီမတဆင့်တဆင့်သွားတာဆိုတော့ညီမအမြဲတမ်းကဟိုပထမတကယ်လဲလုတ်ဖြစ်တာဒီအိမ်ရဖျားစင်မှာဖျားဟိုဝတ္ထုငွေအရင်ပူဇော်တယ်ပေါ့ဟိုပူဇော်လို့မကောင်းတာကောင်းတာထက်ဆိုတာ ਨੇ ကိုယ့်ရဲ့ဥဥပြပြရတဲ့ ပတ်စံမှန်သမျှအောင်ညီမအဲ့တိုင်းအငြင်းတဲ့လုပ်တယ်ဆိုင်ကလေးနဲ့အဲပြီးွားရေးဆိုလို့ရှိရင်ညီမဟိုဒါညီမဒီအချိန်နေရောက်လာအောင်လို့လဲဒီဖုံဖုံရဲ့ဟိုစုံမတဲ့အရာတွေဖုံဖုံကဒီပြပြတွန်တင်တဲ့အရာတွေအများကြီးပါတဲ့အတွက်ကြောင့်မလို့ဟိုဖုံဖုံကြောင့်ဆိုလဲမမှားဘူးဖုံဖုံကဟိုရှင်းရှင်းပြောလို့ရှိရင်ကိုယ့်ရဲ့ကျေးဇူးရှင်ပေါ့နော်ဆိုတော့ဖုံဖုံကိုဒုတိယအနေနဲ့ဖုံဖုံကိုကတ်တယ်ဝှထုငွေကတ်တယ်ဒါမှမဟုတ် ဖုံဖုံကိုလိုအပ်တာတွေဟလာစီစဉ်ပေးရဲဝယ်ချမ်းပေးတယ်သွားလှူတယ်လှူပြီးွားတော့ညီမအဲကျန်တဲ့အပိုင်းကိုညီမတုံးတာပေါ့နော်ဟုတ် ရှိတယ်ဟိုရှိတယ်ဆိုတာကအဲပို့ပို့ပြီးတော့ပထမအရင်ဟိုးတစ်ချိန်တုန်းကတော့ညီမကဟိုညီမပြောပူပါတယ်ရှိတယ်အင်တာဗျူးမှာညီမတို့ကတက်ခန့်ငှားနေတာညီမတက်ခန့်ငှားနေတာငှားနေတဲ့ဘဝကနေပြီးတော့အဲ့တက်ခန့်လို့ဝယ်ဝယ်ပြီးတော့ဒီတိုက်ခန့်ကိုငှားနေတဲ့အချိန်မှာလည်းညီမကိုညီမဖုံဖုံပေါ့ညီမဖုံဖုံနဲ့စားတွေ့တယ်ဖုံဖုံကညီမကိုအာဟိုအိမ်မှာဆိုလို့ရှိလို့ရှိရင်ဟလာဘလို့ဘလို့မျိုးလေးဟလာနင်းဘလို့မျိုးလေးအတိတ်ထံဝင်ဘလို့မျိုးလေးနေဘလို့မျိုးလေးပေါ့နော် အော်အဲ့လိုဆိုရတော့ညီမနည်းနည်းစွာတော့ဖုံးဖုံးဆိုလို့ရှိလို့ရှိရင်အာပဇက်ကိုပြင်ရမယ်ပဇက်ကိုပြင်ရမယ်အဲ့လိုမြန်မြန်ပြောရင်းနဲ့အဲ့လိုမျိုးလေးပေါ့နော်ဖြည်းဖြည်းချင်းပေါ့ကိုကိုရဲ့ဗီဇလည်းပါလာတာဘူးနော်အဲ့တော့ဒါမဲ့ဒါကိုအတနည်းဆုံးပြင်ပြင်းတဲ့အမှာဖုံးဖုံးပြောရတဲ့အတိုင်းလိုက်နာရတယ်နောက်ပိုင်းကျတော့ညီမအဋ္ဌထန်နေစားဝင်တယ်ဒေတာတွေဝင်ရင်းနဲ့မှာဒေတာဝင်တာဆိုတာလည်းဟိုပြည့်တဲ့ခေါက်လည်းရှိတယ်ဝင်တဲ့ခေါက်ပြည့်တဲ့ခေါက်လည်းရှိတယ်ဒါပေမဲ့သို့တော့ညီမရဲ့လုံးဝအမြဲမပြတ်လုပ်တဲ့အရာတစ်ခုရှိတယ်ညီမကဖះချင်မှာပန်းနွမ်းလို့မြင် ညီမပန်းအညိုးမခံဘူးနောက်ဒီတတ်တော်ရေးဆိုလို့ရှိရင်တနေ့သုံးကောက်အဲအဲ့လိုမျိုးလဲတယ်အဲအဲ့လိုမျိုးလေးညီမလုပ်တယ်ပေါ့နော်ညီမစွန်းမပြတ်ဘူးအဲအဲ့နောက်ပိုင်းရဲ့အကျိုးဆက်ကဘာဖြစ်လာလဲဆိုတော့ဖုန်းနဲ့ ကအမြဲတမ်းဖုံးဖုံးကလှူတဲ့အချိန်မှာကိုကလည်းဟိုကိုနိုင်တဲ့လောက်လေအဲ့ချိန်တော့လှူနိုင်တာပေါ့နော်အဲ့ရနေပြီညီမအလှူများလာတဲ့အချိန်မှာညီမချစ်ချင်တဲ့အရာလေးစိတ်ထဲကပြောတဲ့အခါမှာတချို့အရာလေးအဆင်ပြေတယ်ချို့အရာလေးညီမဒီအချိန်တွေရောက်လာတယ်ဒီအချိန်တွေကနေမှညီမအဲ့လိုပဲထထ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 ပဲလှူလိုက်ပေါ့အဲထူးခြားဆုံးဆိုလို့ရှိရင်တော့ညီမအဲ့လိုတခါလေးကြလို့ရှိရင်ပေါ့နော်အော်ကိုအရန်ခက်ခဲသွားတဲ့အချိန်တွေဆိုတာမျိုးရှိတယ်အဲ့အချိန်တွေကြောက်ရှင်ငါဘာလှူကျင်တာဟိုတကယ်လဲကိုကလှူကျင်နေတာစိတ်က ငါကဘာလူချင်တာဘာဖြစ်ရရင်တကောင်းမှာပဲငါဘလောက်ကြရရင်ဘလောက်အမောင်းကြီးရရင်တကောင်းမှာပဲလို့ကိုစိတ်တရားကိုအဲ့လိုမျိုးရှိဘူးတဲ့အချိန်ကြာလို့ရှိရင်တော့ထန်ကုံ၃ရက်လောက်ပဲကိုကိုတိုင်းလည်းဟိုအဲ့ဒါကရတယ်လို့ဆိုလိုတာဟိုဟိုဘယ်လိုခေါမလဲဟိုလိုမျိုးဖြစ်သွားတယ်လို့ဆိုလိုတာမဟုတ်ဘူးဟိုညီမဆိုလိုတဲ့တော့ပဲကိုပေးလိုက်တဲ့တရားတရားစစ်မှန်တဲ့အတွက်ကိုစီပြန်ရောက်လာဆိုတော့ဟိုတချို့ရှိရလေ อ่ะงาบ่แซ่บ่ရှိอูงาบ่แซ่บ่ရှိထိုင်ညင်းနေလို့မညာညံပြောညီမရဲ့အကျင့်တစ်ခုကညီးရမကြိုက်တာညီမလာညီးရလည်းမကြိုက်ဘူးညီမကိုညီမပြောပြောနေတတ်တာဆိုတော့ညီမလာညီးရလည်းမကြိုက်ဘူးညီမကသူများကိုညီးရလည်းမကြိုက်ဘူးအဲ့လိုဆိုတော့ဟို sorry ညီမရဲ့ခါတော့လူဆိုတာဟိုစိတ်ညစ်တဲ့အချိန်တွေတော့ရှိတာပေါ့ဒါပေမဲ့များသောအားဖြင့်ကိုကပါဇက်ကကောင်းတဲ့အရာကိုများသောအားဖြင့်ပြောတယ်ကောင်းတဲ့အရာကိုများသောအားဖြင့်နေတယ်ပြပြော်လေးနေတယ် ဟိုတခါကြီးကျန်လေတို့ကအရင် shred ပြီတာမျိုးလေးရှိတာပေါ့အဲ့လိုအချိန်မျိုးကြာလို့ရှိရင်လေဟိုငါဘယ်သူမှစကားမပြောချင်ဘူးဆိုရင်ပတိထိုင်စိတ်နေတာမျိုးပေါ့အဲဒါမှမဟုတ်တာလီနဲ့ပေါ့အဲဒါမှမဟုတ်လို့ရှိရင်လေဒီလိုပတိကြိုင်ပြီးစိတ်နေတာမျိုးပေါ့ဒါမှမဟုတ်လို့ရှိရင်ညီမဆိုလို့ရှိရင်အများကြီးရှိရင်ညီမဆိုလို့ရှိရင်ဒီဖျားစင်ရှိမှသွားဖျားစင်ညီမဖျားစင်ကိုထိုင်ကြည့်ပြီးတော့ညီမအဲ့လိုဘာရဲတော့မဟုတ်ဘူးအဲ့နောက်ပိုင်းကကိုလူရတဲ့အရာတွေအကုန်လုံးပြီးငါဒါလူကျင်လို့ဒါဖြစ်လာမှာမဟုတ်ဘူးကိုကအရင်ပေးရတယ် ကိုကအရင်ပေးမှအရာအလုံးကကိုရှိပြန်လာဒါပေမဲ့အဲ့ဒီကိုပေးလိုက်တဲ့အရာကတရာတတ်မို့လို့လာပေါ့တချို့ကြောင့်ရှိရလေငါပေးလိုက်ရတယ်သူကြတော့ငါ့ကိုပြန်မပေးဘူးဆိုတာအဲ့လိုမျိုးဟာမျိုးပေါ့နော်အဲ့လိုဟာမျိုးကိုညီမဖြတ်တယ်ဘာလို့ဆိုငါလူလိုက်ပြီးသွားပြီးသွားပြီငါလူလိုက်ပြီးသွားပြီပြီးသွားပြီအဲ့တော့ညီမအဲ့ဒီအကျိုးဆက်ကအခုနောက်ပိုင်းဘာဖြစ်လာလဲဆိုတော့ဟိုရှင်းပြလို့ရှင်တော့နောက်တစ်ခုကဟိုလူချစ်လုခဲ့ပါတယ် လူချစ်လူခင်မှာကိုယ်မုံတဲ့လူကရှိတာပေါ့ဥမာကိုယ်မုံတဲ့လူက၂ယောက်ရှိရဆိုကိုယ်ကျန်တဲ့၈ယောက်ရှိ၈ယောက်ချစ်တယ်လေတော်ပြီလေဘာလို့မှအဲ့၂ယောက်မုံနိုင်ယူထိုင်ပြီးတော့တွေ့ဝေမနေဘူးပေါ့အညီမအဲ့လိုမျိုးတဲမှာတော့အခုနောက်ပိုင်းပါတယ်နောက်တစ်ခုကအဲ့ညီမဗဇအဲ့ညီမကလာညီးတာမကြိုက်တာအညီမလာညီးရင်မကြိုက်ဘူးညီမကလည်းသူများတော့မညီးဘူးအဲအဓိကအပြင်အဲ့လိုပေါ့ညီးတဲ့လူတွေနဲ့ညီမစကားပြောတိတ်ပြီးရောပေါ့နော်ဟောအားတော့နားတယ်ဒါပေမဲ့သို့တော်လည်းပဲတချို့ຢာရကြတော့လေကိုယ့်ရဲ့ effort ကညီမဆိုလို့ရှိရင် energy ဆွဲတဲ့နေရာမှာပါတယ် အဥမာတယောက်ကပို့ဟင်းအန်းဥအန်းငိုပြလိုက်ပြီဆိုရင်ညီမအဲ့ energy ကိုယူလိုက်တဲ့တည်းမှာပါတယ်ပါတာပေါ့ဥမာညီမဥပမာထားပါတော့ညီမအမနဲ့တငယ်ချင်းဆိုပါဆိုအရန်ခင်မင်းနဲ့တငယ်ချင်းညီမငိုနေရမလည်းစင်ပြေဘူးလေနော်ဆိုတော့နောက်တစ်ခါကျတော့ဟိုတခုရှိတာပေါ့ပတ်ဝန်းကျင်မကောင်းတဲ့တည်းမှာညီမဆိုအရန်ကြောက်တာအဲ့ညီမဘာဖြစ်လို့ဆိုညီမကဒီပတ်ဝန်းကျင်မျိုးစုံဖြတ်တန်းလာဘူးပဲဒါပေမဲ့ညီမခလေးအလှဲ့မှာညီမဘာလို့ကြောက်လဲဆိုတော့ပတ်ဝန်းကျင်ကောင်းတဲ့နေရာကိုပဲထား ဟာချိန်တည်းအတွက်သူဖြစ်သွားလိမ့်မယ်ဆိုတဲ့ဇာတ်ကမဟုတ်ဘူးငငယ်လေးကတည်းကပတ်ဝန်းကျင်ကောက်မှာထားတယ်ပတ်ဝန်းကျင်ကောက်မှာပဲကြီးပြင်းတယ်အဲ့အတွက်အဲ့ဒီရင်ကျေးလိမ့်မှာတဲ့ပတ်ဝန်းကျင်မှာပဲရှိရင်အဲ့ဒီရင်ကိုရင်ကျေးအခုဖះအိမ်မှာဖះပင့်တာတွေဟလားဖះဝယ်ဝယ်ဆက်လုပ်တာတွေဆိုတော့ညီမသမီးဒီသူကကြည်နေတာသူကလုံးဝသူတို့အုံနောက်ထဲမှာ blank နေလုံးဝဘာမှမရှိဘူးအဲ့ဒါ तू ကအဲ့ဒါတွေကိုတဲနေရဆိုတော့ကိုကကောင်းတာလုပ်ပြရင် အဲ့လိုမျိုးပဲပေါ့ဟိုသူလဲကောင်းတာဖြစ်တာကိုဒါမကောင်းတာလုပ်ပြမယ်ဆိုရင်ဥမာလက်ပေါ်လော်လဲပြီးကိုကထိုင်ပြီးလုပ်နေမယ်ဆိုရင်သူလဲအဲ့လိုပဲဖြစ်မှာပဲအဲဒါမဲ့ကိုကကိုလုံးချင်တဲ့အရာကိုဒီဇိုင်းမမလုံးကိုလုံးချင်တဲ့အရာလေးကိုလုပ်ပြီးွားလို့ရှိရင်ကို့ဘေးရလူကိုလည်း sharing လုပ်တာပိုကောင်းတယ်။ဘာလို့ဆိုတော့ကိုကတော့ငါတော့အကောင်းမဲ့ယူမှာလေ။သူများပုတ်ချင်ပုံပုတ်ချင်လေဆိုတာကြီးကြတော့လေဟိုတိတ်ပြီးဘဝင်မကြဘူးပေါ့။တချို့ကြလည်းရှင့်ရှိမှာ။ညီမကြတော့ညာသားဖြင့်ဟိုညီမအနဲ့ပေါက်တဲ့လူတွေဆိုလို့တိပါတယ်။ အဲ့ကမြင်ကိုကျင်းစာတဲ့ရှိတယ်ကိုကျင်းစာတဲ့ရှိရဆိုတာကိုကိုကိုမို့လို့ပြောရမှာမဟုတ်ဘူးဟုတ်အရင်အရင်ခက်ခဲနေတယ်အရင်တကယ်ဟိုဘာဖြစ်နေရဆိုရင်ညီမတချို့အရာလေးဖြည့်စီဖြည့်ဖြည့်ပေးလိုက်တယ်ဘာလို့ဆိုတော့နံပါတ်၁ချက်ကနာညီမခံနိုင်လို့ပေါ့နံပါတ်၂ချက်ကကြာကိုလည်းတစ်ချိန်လုံးကဒီတဲ့ကနေပြီးတော့အောက်ခြေကနေယုံလာဖြစ်တဲ့အတွက်ဒီအောက်ခြေရဲ့ခံစားချက်ကိုကောင်းကောင်းသိတယ်ကောင်းကောင်းသိတယ်ငါ ဟိုတစ်ချိန်တော့ကဩငါသူ့နေရာမှာဆိုရင်ဆိုတဲ့အရာကိုကောင်းကောင်းသိထားတဲ့အတွက်အဲတချို့အရာလေးတွေလည်းကူညီတယ်တချို့အရာတွေလည်းကိုမနိုင်လည်းငင်းလိုက်တယ်ပေါ့ဟိုဘာဖြစ်လို့ဆိုတော့တချို့ကြတော့ရှိရလေမငင်းလိုက်ပဲနဲ့အေးအေးအေးဆိုပြီးဆွဲလိုက်တာမရှိဘူးကိုကမဟုတ်ဘူးကိုကူညီနိုင်ကူညီလိုက်တယ်ကိုကူညီမကူညီနိုင်ဘူးဆိုလို့ရှိရင်ငင်းလိုက်ခဲ့တခါလေအဲ့ဒါမှဆီဆိုးရင်တော့ကိုလည်းမတက်နိုင်ဘူးကောနော်အဲတချို့ရအဲ့လိုမျိုးလေးပဲဟိုလှုပ်လိုက်တယ်ဟိုခုနအမပြောသလိုပေါ့ ကောင်းတဲ့ပတ်ဝန်းကျင်မှာနေရင်တော့ညီမပြောအမလည်းမေးသလိုပဲကောင်းတဲ့ပတ်ဝန်းကျင်မှာနေရင်တော့ကောင်းတာဖြစ်တယ်ဒါပေမဲ့တချို့ကျတော့လည်းကောင်းတဲ့ပတ်ဝန်းကျင်မှာတော့နေတယ်ကိုကိုတိုင်ကပုံနေတာကိုယ့်အကူမသိအဲ့လိုမျိုးကြတော့လည်းကိုယ့်ကိုပြင်ပေါ့နော်မပြင်နိုင်တော့လည်းကိုယ့်ကိုပဲစီစဉ်ကြပေါ့ကိုလည်းဘယ်လိုပြပြရမလဲအဲ့လိုမျိုးတွေရှိပါတယ်အများကြီးပါပဲညီမတို့အာညီမကြုံမှုပါအများကြီးပေါ့နော်ညီမကအစကတည်းကလက်ဖွာရပါနော်ညီမလက်ဖွာရတယ်ပါဘာလို့လက်ဖွာရလဲသူတို့ဟိုလက်ဖွာရဆိုဒီလိုပါ ဒီအရာကိုဥပမာ3သိန်းလူမယ်ဆိုပါစို့တေးကြရင်ညီမ9သိန်းလောက်ဖြစ်သွားတယ်အဲ့ဒါလဲညီမစိတ်ကဘာလဲဆိုတော့ငါပြန်ရှာလို့ရတယ်ရတယ်ငါလူလိုက်မယ်ငါပြန်ရှာလို့ရတယ်ငါမသေးသေးဘူးငါရှာလို့ရတယ်ညီမရဲ့စိတ်ပေါ့နောက်တစ်ခုကအဲညီမဥပမာပြောထားပါလို့ညီမကအလိုဝိုင်းခုပေးနေရတဲ့လူတွေလုပေးနေရတဲ့လူတွေအတချို့ဆိုပစ္စည်းလေးတည်တာလေးနဲ့ပဲအော်ဒီရှိပါတယ် security ပဲဆိုပစ္စည်းတည်ရတယ်ပဲညီမဆိုလို့ရှိရင်သူတို့ပေးတယ်ပေးရဆိုတော့ အ ਨੇ ဆုံးတော့သူတို့ဒီညီမပြန်ဝယ်လို့ရတယ်ညီမပြန်ဝယ်လို့ရတယ်သူတို့ညီမကပေးလိုက်တယ်ဆိုတာသူတို့ရဲ့ခွန်အားကိုတုံးပြီးတော့ညီမကိုကူညီပေးရလေဆိုတော့ဟိုသူတို့စမပြေချင်းမှာလဲကိုကူညီရမှာတခါလေကြောက်လို့ရှိလို့ရှိရင်ကိုလုံးဝငွေကြီးမပေးနိုင်ဘူးမပေးချင်ဘူးဆိုရင်တော့မညီမဒီအိမ်ကရှိရဲ့ထားပါတော့အဲ့လိုမုတ်တေးတားငါးတွေရောချစားကြဆိုဆန်စီစားပါငွေချက်တော့မပေးလိုက်သေးလားအဲ့လိုမျိုးပေါ့ဘာလို့ဆိုဒီထမင်းတနက်ကြွေးလိုက်ရလို့ကို့တဘာမဖြစ်ဘူး တမီးညီမဆိုလိုတာကြတော့ညီမအလဲတုံးကညီမအလဲတုံးကညီမတော့ခါရတော့ဆိုဘူးမှမရှိတိုက်ရမှမရှိရှိရလို့အကုန်လုံးပိတ်သွားတာတိုက်ရမှမရှိအဲ့ဘဝကိုကြုံဘူးလေတိုက်ရမှမရှိဒါပေမဲ့ကိုအချင်းပြေလာရခါမှာငါဒီအဲ့လိုဖြစ်လို့မရဘူးသူများတော့လက်လန်းမိတဲ့လောက်ငါလုတ်ပေးမယ်အဲ့တော့မိနိုင်တဲ့လောက်ငါလုတ်ပေးမယ်အော်မမိဘူးဆိုလို့ရှိရင်ငါအပြက်ငင်းမယ်အဲဒီလိုပဲစိတ်ထားတယ် ။ဘာဖြစ်လို့ဆိုတော့မြမအရန်ကိုဟိုဘဝအခက်ခဲရောက်တဲ့အချိန်တုန်းကဒူးမမကူညီဘူး။ဒူးမလည်းစိတ်ဝင်စားအောင်။ဒူးမလည်းဟိုအဖက်လည်းမလုပ်ဘူး။ပေါင်းတောင်ပေါင်းခြင်းဘူး။အဲ့ဒီအချိန်တွေလည်းကြုံဘူးလေ။အခုမှညီမဒီလိုအချိန်လေးပြန်ရောက်လာပြီဒီလိုအချိန်လေးကိုညီမအဲ့ချိန်တော့တော့ကွာဟိုအပြိုပေါ့နော်ဒါပေမဲ့ဒီလိုအချိန်လေးကိုအဲပြန်ရောက်လာပြီဆိုတော့အချိန်ကြတော့မှအကုန်လုံးကဘာဖြစ်တာလဲဆိုတော့ ကိုပြန်ပြီးခေါ်ကြရပါဘောเนาะတချို့တချို့ပေါ့เนาะအခုလက်ရှိပေါင်းနေတယ်လို့ပြောမှာတချို့တချို့ဆိုဒါပေမဲ့အဲ့ရှင်ကြီးနဲ့ကိုမှတ်ထားလိုက်တယ်ဒီလောက်ပါပဲမှတ်ထားလိုက်တယ်ဆိုတော့သူတို့ပြန်လုပ်ဖို့တော့မဟုတ်ပါဘူးကိုကကိုကအော်တီလူတွေကဒီလိုဒီလိုလေးပေါ့